မင်္ဂလာပါကျွန်တော်ဒီနေ့ merchant trade ဒွိနောင်း limit ကို1500မဟုတ်ရင်1000နှုန်းနဲ့ဘယ်လိုလွှဲနိုင်မလဲကျွန်တော်တင်ပြมาဖြစ်ပါတယ်ဒီဒီညမှာ yuan နဲ့လုတ်ထားတဲ့ merchant trade နဲ့ဆိုရင်ဒွိနောင်းက300ပဲရပါတယ်ဒါပေမဲ့ passport နဲ့ permit နဲ့လုတ်ထားတဲ့အားတွေဆိုရင်1500 တထောင်ဆိုပြီးတော့လွှဲလို့ရပါတယ်။ဒါပဲပြောပြောတရက်ကို1500တထောင်လုံးနဲ့လွှဲနိုင်ရင်တော့အရန်အဆင်ပြေပါတယ်။ဒါပေမဲ့ဒီလိုလုပ်ဖို့ရန်အတွက်ကတ်ဆက်တင်က limit အမင်းဆုံးထိမှထားဖို့ဆိုရင်လွှဲလို့ရမှာမဟုတ်ပါဘူး။မဟုတ်ဘူးဆိုရင်နေရာတချောင်းစာကို900 900လောက်ပဲလွှဲလို့ရပါတယ်။အဲဒါကြောင့်ကျွန်တော်ဒီကတ်ဆက်တင်ကို maximum limit အနေနဲ့ဘယ်လိုထားရမလဲ။ဒီဗီဒီယိုမှာအတူကြည့်ရအောင်နော်။ ပထမဆုံးအနေနဲ့ merchant trade app ထဲကိုဝင်ပြီးတော့ setting ကိုနှိပ်ရမှာဖြစ်ပါတယ် setting ကိုနှိပ်လိုက်တာနဲ့အခုလိုပေါ်မှာဖြစ်ပါတယ်ပြီးရင် e-wallet setting ကိုနှိပ်ရမှာဖြစ်ပါတယ် e-wallet setting မှာ daily transfer limit ပါ transfer limit ဆိုပြီးတော့ရှိပါတယ်ဒီနှစ်ခုကို1500တထောင်စီထားပြီးပါပြီးရင် confirm နှိပ်ပြီးပါအဲ့ဒါဆိုရင် ကိုအမြင့်ဆုံးလွှဲနိုင်တဲ့ပမာဏ1500တထောင်ရပါတယ် ပါထန်စဖာလီမစ်1500ကွန်ဖာမ်ဒေးလီထန်စဖာလီမစ်ကတော့တရက်ကိုအမြင့်ဆုံးလွှဲနိုင်တဲ့အကန့်အသတ်ဖြစ်ပြီးတော့ပါထန်စဖာလီမစ်ကတော့အာတချောင်းစာဘယ်နောက်ဘယ်လောက်ပို့နိုင်လဲအမြင့်ဆုံးဖြစ်ပါတယ် remove drain now id နဲ့ disable drain now id ကိုမနေ့ဖို့ရတတိထားပြီးပါတကယ်လို့ UNHCR ကနေလောက်ထားရင်တော့300ပဲရမှာဖြစ်ပါတယ် ကျွန်တော်ပြောတဲ့ setting အတိုင်း confirm လုပ်လိုက်ရင်24နာရီအတွင်းမှာ merchant date ကသူတို့က confirm ပြီးပါလိမ့်မယ်24နာရီစောင့်ပြီးတော့ဒီလိုမျိုးတချောင်းစာ1000 1500လောက်လွှဲလို့ရမှာဖြစ်ပါတယ်အားလုံးပဲကြည့်ယူတင်ပါတယ် ကျွန်တော်ရဲ့ channel ကိုလည်း subscribe ပြီးကြပါ bye bye